ကျေအားလုံးပဲမင်္ဂလာပါအဲကျွန်တော်အခုပေါ့နော်ကျွန်တော်ဒီတချင်းလေးတစ်ပုဒ်ကိုကျွန်တော် reaction လုပ်မယ်ပါတချင်းလဲဆိုတော့ကျွန်တော်တို့ဒီ bunny ဖြူ bunny ဖြူရဲ့အခုထွက်ထားတယ်ပေါ့နော်လမ်းခွဲတချင်းဆိုတဲ့ video လေးတချင်းလေးပေါ့နော်အဲတချင်းလေးကိုကျွန်တော်အခု reaction လုပ်မယ်ဘာဖြစ်လို့လုပ်လဲဆိုတော့ပို့ပိတ်လင်းပြောရင်ဒီတချင်းကိုကျွန်တော်လုံးဝနားမထောင်ရသေးဘူး နော်တော့ကနားမထောင်ရသေးဘူးဘာဖြစ်လို့လုပ်လဲဆိုတော့ကျွန်တော်တို့ဒါဒီလမ်းခွဲတချင်းဆိုတာကျွန်တော်တို့ဒီပေါ့နော် online မှာတကယ်နာမည်ကြီးနေတယ်လူပြောလဲတော်တော်များနေတယ်ဒီ hot လဲတော်တော်ဖြစ်နေရေပေါ့နော်အဲဖြစ်နေလို့ကျွန်တော်ဒါတစ်ချက်တော့ reaction တစ်ချက်တော့လုပ်ကြည့်ရဖြစ်တယ်ချက်တော့စားလိုက်အောင်ပန်ချာပန်ချူ ီလုံးလေးတော့မစိုးဘူးတီလုံးလေးနဲ့စပြီးတော့လွမ်းကျင်စရာပဲဒီတီလုံးကလည်း overbite တော့နည်းနည်းတော့စံတယ်ဒါပေမဲ့အာဖဏီဖြိုးရှေ့မှာလည်းဒီလိုတီလုံးနေနဲ့ဖန်တီးထားရတဲ့ရှိသေးပေါ့နော်သူရမူရင်းလို့ပြောလို့ရတယ် ဆိုအာဘယ်လိုပြောမလဲ flow ကတော့သူ့ flow အတိုင်းပဲပေါ့နော်အာတစ်ခုခုနဲ့တော့နည်းနည်းစင်တလူလူတော့ရှိမယ်ဒီကြတော့မသိဘူးဒါပေမဲ့သူ့ flow အတိုင်းပဲအင်းခြေပါကြတာသူ့ရဲ့ flow အတိုင်းပဲပေါ့နော်ဒါအရှိအဲ့ဒါနားမှာသူကအရှိ၄ပါးကိုအားတရားကြီးတို့တည်လာတယ်ပြီးတော့နောက်၄ပါးပဲရောက်သွားလို့ဆိုရင်အဲလူမှုပေါ့ဘင်ဖလိုးပါလူကြီးပါချိန်သွားတာမျိုးလေးတွေအဲဒါတော့ဒီဘန်နီဖြိုးရဲ့ဒါပုံစံတိုင်းပဲပေါ့နော် အာအဲ့ chorus ကလည်းပွင့်နေပြရင်တော့အာအရှိတချင်းတော့ရှိမယ်ပေါ့နော် flow ကတော့ပဲ flow နဲ့သွားတူနေလဲတော့မသိဘူးတချင်းတော့ရှိမယ်ထင်တယ်ဒါပေမဲ့အကွာပန်နီဖြိုးရဲ့အတန်ချိုတဲ့ပုံစံလေးရယ်ဆိုတက်တဲ့ပုံစံလေးရယ်ပေါ့နော်သူရေးထားတဲ့သူ creation လုပ်ထားတဲ့ဘိုင်းလေးရယ်အာဒီတချင်းလေးနဲ့မဆိုးတော်တော်နားထောင်လို့တော့ကောင်းတယ်တကယ်ကောင်းတယ်တကယ်ကောင်းတယ်

ိုက်တယ် flow တန်းစင်းဘယ်လိုပြောရမလဲတောက်ဝါမိုက်တယ်ဘယ်လိုဆိုတဲ့ပုံစံကျွန်တော်ကတော့ဒါပြောရင်လည်းကြောက်တော့တိကျတော့မပြောတော့ဘူးအဲတကယ်မိုက်တယ်ခဲမိုက်တယ်ဒါ chorus ပြန်လာတယ် မိုက်တယ်တကယ်နားထောင်လို့ကောင်းတယ်အာအခုလိုမျိုးမိုးအခုမိုးအုံနေပေါ့နော်အခုလိုမိုးအုံနေတဲ့အချိန်မှာနားထောင်မလားကော်ဖီလေးကော်ဖီလေးတစ်ခွက်နဲ့အာကျွန်တော်တို့ secret နဲ့ပေါ့နော်ကျွန်တော်တို့ဒီလူငယ်တွေရဲ့ဒါတော့ feel the vibe ပုံစံမျိုးအာဒါဒီချင်းလေးနဲ့ဆိုရင်တော့တော်တော်မိုက်တယ်ဆိုကြမ်းသေးလားမသိကြမ်းသေးရတယ်နဲ့ဆက်သွားလိုက်အောင် ဒါရိုက်ပါဒါရိုက်ပါတယ်ကြာစာသွားကြရင်တကယ်အာဒါရိုက်မိုက်တယ်ဒါမိုက်တယ်စာသားကိုကြိုက်တာစာသားကိုကြိုက်တာအာငါကိုယ်တိုင်စတဲ့ဆက်ကိုငါကိုယ်တိုင်အဆုံးသက်ဖြတ်စီငါကိုယ်တိုင်အလွမ်းနဲ့ကျွမ်းလောင်မိအာငါကိုယ်တိုင်စတဲ့ဒီဆက်ကိုကွာအာငါကိုယ်တိုင်မဖြတ်စီလိုက်ပြီအာအလွမ်းနေတာငါပဲကျွမ်းလောင်ခံလိုက်မယ်အဲ့လိုပုံစံမျိုးအောက်မှာထရီးတာကြတော့သူကနေနာချင်းရတဲ့နေတွေနေငိုခဲ့ရတဲ့ညတွေ ဲ့ညတွေညတွေအတွက်ငါတရခံဖြစ်တယ်တဲ့ဒါကြောင့်မလို့ငါတောင်းပါမှာတယ်ပေါ့ဟာဒီစာသားတော့တကယ်မိုက်တယ်ဒါကတော့ကတော်တော်မိုက်တယ်တော်တော်မိုက်စာသားလည်းမိုက်တယ် flow ကတချင်သားထောင်အားတွေအကုန်မိုက်တယ်အကုန်မိုက်နေပြီဒါဆိုရင်တော့အကုန်မိုက်တယ်ဆက်သွားကြည့်အောင်

ပြောချင်တာကတော့စောက်ဝမ်းမိုက်တယ်တော်တော်မိုက်တယ်နော်ငိုနေမှာဖီးမလားအဲကျွန်တော်စပြောလို့စာသားပိုင်းလားစာသားဆိုရင်လည်းကျွန်တော်အရှိပိုင်းမှာတော့အာဟိုလိုဒီလိုပဲဟာနောက်ပိုင်းကျတော့လုံးဝထဲ့သွားတာလုံးဝအလှအလန်းကြီးဗျာတလားအာပွင့်နေပြောနေတာတကယ်နားထောင်သင်တယ် ပြီးတော့လည်းဒီတချင်းကနောက်ပွဲတော့ပြောတကယ်ကောင်းတဲ့တချင်းလို့လဲဒါကျွန်တော်တို့ပြောလို့ရပြီပေါ့နော်တော်တော်ကြီးလည်းကောင်းတယ်တော်တော်ကြီးလည်းခံစားလို့ကောင်းတယ်အာတေးကြတာတစ်ခုကတော့ကျွန်တော်ဖုန်းရဲ့ဒီ music အာတဲမှာပေါ့နော် favorite ဒီ music list တဲမှာတော့ဒီတချင်းကလုံးဝပါပြီဒီတချင်းကိုကျွန်တော်အခုပြီးတောင်းမယ်တောင်းပြီကျွန်တော်ဖုန်းနဲ့ကောက်ထည့်လာမှာနော်အာညီကိုမောင်နှမတို့နော်ဒီမင်းတို့အနေနဲ့လည်းဒါဒီတချင်းကိုတခြားတော်ပြီးတော့နားထောင်လို့ရတယ်ရှားမှာတော့ပန်ဒီဖြိုးရဲ့ဟာလမ်းခွဲတချင်း နော်ပန်နေဖြိုးရန်လမ်းခွဲတစ်ချင်းဆိုပြီးတော့အာရှာကြည့်လိုက်ရှာကြည့်ပြီးတော့နားထောင်ကြည့်ကဲမိုက်တယ်နော်ကျွန်တော်ပြောရရုံပေါ့နော်တကယ်ကိုမိုက်တယ်စာသားလားကြည်မလား flow ဘိုင်းကြည်မလားအတန်ဘိုင်းကြည်မလားဒါပန်နေဖြိုးဆိုတာပန်နေဖြိုးပဲအခုလိုမျိုးတော့လွမ်းအလွမ်းအဆွေးတွေကိုရေးကျင်လို့မိမမယူတာလားတော့မသိဘူး အခုကြီးလူပြိုကြီးလုံနေရတာတော့မသိဘူးဒါပေမဲ့သူလူပြိုကြီးလုံတာကကျွန်တော်တို့အတွက်ဒါဒီလိုမျိုးတွေဘိုက်တွေပြန်ရရဗျာကျွန်တော်တို့ရရတင်မလားဒါသူရဲ့သူရဲ့ fan တွေကိုဒီလိုပေးနိုင်နေတယ်ဒါတကယ်ကိုမိုက်တယ်တားပြီးတော့နားထောင်ကြည့်လိုက်ပါဟဲ့ဒီ reaction video ရဒီလောက်ပဲနောက်နောက် video မှာပြန်တွေ့မယ်เนาะအားလုံးတတား